ောင်မလေးငါမြနေတဲ့အချိန်မှာပဲငမားကြီးကရေထဲပြုတ်ကြပြီးတော့တခုခုနဲ့ထိသွားခဲ့ပါတယ်။သွားပြီးတော့ကောက်ကြီးလိုက်တဲ့အခါမှာတော့တဘူးနဲ့တူတဲ့ပစ္စည်းတစ်ခုတွေးလိုက်ရပြီးတော့အဲ့ဒီပစ္စည်းကိုအိမ်ပြန်တဲ့အချိန်မှာတဲသွားခဲ့ပါတယ်။ဘူဘောကခလိုလေးကိုနှိပ်ကြည့်ပြီးမှဘာမှမထူးခြားတဲ့အခါမှာအဲ့ဒီဘူဘောကနေလက်ကောက်ပုံစံပစ္စည်းလေးတစ်ခုတော့သူရလာခဲ့ပါတယ်။ဝေကြည့်လိုက်တဲ့အခါမှာလည်းထူးခြားမှုတွေမတွေ့ရဘဲနဲ့သူကဘူဘောမှာရှိတဲ့ဝက်ဥကိုလှည့်ပြီးတော့အဖုံးကိုဖြုတ်လိုက်တော့အထင်းမှလောင်သွားတဲ့တကယ်ကြောင့်နေတကြောင်တွေ့ရပြီးဒါကြောင့်မဲသူဟာသူ့ကို crash တာတဲ့ကောင်လေးကိုခေါ်ပြီးတော့မှ အရှိကအင်ဂျင်နီယာနဲ့စကားသွားပြီးတော့ပြောခိုင်းပါတယ်။သူတို့နှစ်ယောက်စကားပြောနေတဲ့အချိန်မှာကောင်မလီကကားပေါ်ခိုးတက်ပြီးတော့တဘူးနဲ့လိုက်တဲ့တကယ်တချောင်းကိုခိုးယူလိုက်ပါတော့တယ်။တဘူးရဲ့အသွင်ဝင်ပုံကိုသိကျင်လာကြောင်းတကယ်ကိုဘူးလေးကိုထည့်လိုက်တဲ့အခါမှာတကယ်လဲပြီးသွားတဲ့အခါမှာတော့လက်ကောက်ရောဝေလိုက်ပါတော့တယ်။သူခလုံးနှိမ့်လိုက်တာနဲ့တလောကလုံးကတိတ်ဆိတ်သွားခဲ့ပြီးတော့ကောင်မလီကမြေရောက်ခင်းကနေအပေါ်ကိုတက်ကြည့်ပါတယ်။အဲ့ချိန်မှာစာရင်းနေတဲ့အဖေကအယုဒီယိုလိုဒဇမ်းမမလို့ပဲနဲ့ငြိမ်းနေတာကိုတွေ့ရပြီးတော့မိဖို့ကြောင့်ကိုသွားပြီးတော့ကြည့်တော့လေပကံစင်းနေတဲ့အမေက သူ့ရဲ့အဖေလိုပဲရက်နေပါတော့တယ်။ပိုက်တဲကနေထွက်လာတဲ့ရေရီတော်မှစတော့ကလို့အနှိတ်ခံရရတယ်လို့ရက်တက်နေတာဖြစ်ပြီးကောင်မလေးကလက်ထဲမှာရှိတဲ့တဘူးကိုကြည့်ပြီးတော့ခေါင်းထဲမှာအိုင်ဒီယာတစ်ခုပေါ်လာခဲ့ပါတော့တယ်။ယူရန်နီမှာသူဟာကောင်လေးကိုခေါ်ပြီးတော့ဘောလုံးကွင်းကိုတူတူသွားကြပြီးတဘူးမှာပါတဲ့လက်ကောင်တစ်ခုကိုဖြုတ်ပြီးတော့တရော့တစ်ခုတက်ပြေးလိုက်ပါတယ်။ပြီးလို့ရှင်ခလုတ်ကိုတခါတည်းနှိမ့်လိုက်တဲ့အခါမှာသူနဲ့ကောင်လေးကအပြင်ထွက်ကြည့်လိုက်တော့လက်မုံကကျောင်းသူကျောင်းသားတွေအားလုံးကအလိုလိုရက်တက်နေတာတွေ့ရပါတယ်။ကောင်လေးကလည်းဘာကြောင့်သူတို့နှစ်ယောက်ထဲလှူရှားသွားတာလို့ရတာလဲလို့မေးတဲ့အခါမှာ ကောင်မလေးကအဲ့ဒီလက်ကောက်ကိုပြလိုက်ပါတော့တယ်။သူလက်ကောက်ဝတ်ထားတဲ့လူတွေကိုမထိခိုက်ဘူးဆိုတာရှင်းပြလိုက်ပြီးတော့ဒါပေမဲ့သူတို့ចောင်းနေကဟာပဲရက်သွားခဲ့တာလား။တလုံးကလုံးလားဆိုတာကောင်မလေးကလည်းမသိပါဘူး။ဒါကြောင့်မဲသူတို့ဟာအပြင်ကိုသွားပြီးတော့ကြည့်တဲ့အခါမှာအပြင်မှာလည်းခိတရန်နေဖို့အတွက်ခလုံးနေခင်ရတယ်လို့ရက်တက်နေကြပြီးတော့လမ်းမှာခါကုန်ပြီးတော့ပြည်စီကောက်တဲ့အဖိုးရဲ့ကားပေါ်တက်တော့မဲအုတ်ထုတ်ဆောင်ထားတဲ့ကောင်မလေးရဲ့စပင်းစီးနေတဲ့ကလုံးရဲ့ခလုံးနေလေတဲ့အချိန်မှာလုံနေတဲ့အမူအရာတွေနဲ့ပဲရက်တန်းလုံနေပါတယ်။ ပြီးရင်သူတို့တွေကဘားတွေကိုသွားကြပြီးတော့ဘားထဲမှာရှိတဲ့အကောင်းဆုံးအရက်ကိုတောက်ကြပြီးသူတို့ညော့ရဲ့နှလုံးသားပုံပုံနီးကပ်လို့လာခဲ့ပါတော့တယ်။အဲဒီခါမှာနေယောသားနေကင်းကြောင့်တော့လမ်းမှာသွားပြီးတော့လေကျင်းကန်လှုပ်ကြပြီးပြီးလို့ရှိရင်သူတို့တွေဟာနာမည်ကြီး brand ဆိုင်တွေကိုသွားပြီးတော့ရှောက်ဝေးကြည့်နေပါတယ်။ခါတိုင်းမော်အနေနဲ့ဈေးကြီးပစ္စည်းတွေအကုန်လုံးကိုချင်းနဲ့ထည့်တဲသွားကြပြီးဈေးအကြီးဆုံးတတိယကွက်က villa တစ်ခုမှာသွားပြီးတော့နေကြပါတော့တယ်။အဲ့ဒီချိန်ကနေစပြီးတော့မှတလအတင်းမှာတို့တွေဟာတခါတလေမျှပြေလေးကျင်တန်းကလွဲလို့လူသားထုတ်လို့ရေးလေးကျင်ကန်တွေပဲလုံနေကြတာပါ နေရာသားနေတဲ့တယောက်နဲ့တယောက်ကနေကြတဲ့အခါမှာတော့တင်းနေမှာတော့ဤသွားခဲ့ပါတယ်။ဒါကြောင့်မို့လို့ပဲသူတို့ရာအချိန်ပုံမှန်ဖြစ်အောင်လုပ်ဖို့အတွက်ဆုံးဖြတ်ခဲ့ပြီ။ဒါပေမဲ့ခလုတ်ကိုနှိမ့်လိုက်တဲ့အခါမှာတော့ဘာမှထူးခြားမှုမရှိခဲ့ပါဘူး။ကောင်းလေးကသူအပိတ်ခံလိုက်ရတယ်လို့ပြောနေတာဖြစ်ပြီးယောက်ျားတယောက်အနေနဲ့အဲ့ဒီလိုပြောတာတော့နည်းနည်းတော့စိတ်ဆင်းရဲစရာကောင်းလာပါတယ်။ကောင်မလေးကတခဲဘူးကိုဖြုတ်ကြည့်တဲ့အခါမှာတော့တခဲကလောင်သွားခဲ့တာဖြစ်ပြီးတော့ဒါကြောင့်မဲ့သူတို့ရာအင်ဂျင်နီယာရဲ့အင်ရှီကကားဘော့ကိုသွားပြီးတော့အစ်စ်တစ်ခုရှာပါတယ်။ကားထဲမှာမတွေ့တဲ့အခါမှာတော့သူတို့ရာအင်းထဲမှာသွားရှာချပြီး သူတို့တွေတကယ်လိုက်ရှာတဲ့အချိန်မှာကောင်မလေးကသူ့အမေနဲ့အင်ဂျင်နီယာဖောက်ပြန်တဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်။အဲ့တော့ကောင်မလေးကရှက်လေးရှက်ဒေါသရဲထွက်ပြီးတော့သူ့အမေရဲ့အင်ဂျီတွေကိုအကုန်လုံးလွှင့်ပြပါတယ်။ကောင်လေးကတော့ကောင်မလေးကကလေးဆန်တဲ့လူရဲကိုသွားပြီးတော့တားခြင်းမိမိစကားလုံးပြီးတော့နှစ်ယောက်သားရန်ထဖြစ်ပါတယ်။သူတို့နှစ်ယောက်ရန်ဖြစ်ပြီးတဲ့အခါမှာတော့ကောင်လေးဟာသူ့ရှာတွေ့ခဲ့တဲ့တကယ်ကိုကောင်မလေးရဲ့လက်ထဲကိုထည့်ပြီးတော့ထွက်သွားခဲ့ပြီးကောင်မလေးကအိမ်ထဲဝင်ပြီးတော့တပူးကိုယူလိုက်တဲ့အခါမှာတော့သူ့အမေပျော်နေတဲ့ရုပ်ကိုမြင်လိုက်ရပါတယ်။ သူမိခါတိုင်းမပြောတဲ့ရုပ်ကိုသတိရပြီးတော့သူအရင်လွန်သွားလားဆိုပြီးတော့စဉ်းစားနေပါတယ်။သူကကောင်းလေးကိုတောင်းပန်ဖို့လိုက်ရှာပေမဲ့တမျိုးလုံးကိုပတ်ပြီးတော့ရှာပေမဲ့ကောင်းလေးကိုတော့မတွေ့ပါဘူး။တပူကိုစာပြီးတော့တွေ့ခဲ့တဲ့ရေအိမ်နောက်ကိုရောက်လာတော့မှကောင်းလေးကရေအိမ်ဘက်ကိုဥတီပြီးတော့ရက်နေတာတွေ့ရပါတယ်။ကောင်းမလေးကလည်းသူပြောခဲ့တဲ့စကားတွေအတွက်တောင်းပန်နေပြီးတပိမဲ့သူမျက်ရည်နဲ့မျက်ခွဲတဏီကုံပြောနေခဲ့ပေမဲ့ဟိုကတော့လှုပ်တော့မလို့ပါဘူး။အနည်းငယ်ကြည့်လိုက်တဲ့အခါမှာတော့ခြေခွဲဆရာကောင်းတဲ့မြင်ကွင်းလေးတွေ့ရပြီး ကောင်လီကသူ့ရဲ့လက်ကောက်ကိုချွတ်ပြီးတော့သူတို့ကြားကဂရီစကားကိုဖျက်လိုက်ပြီးဖြစ်ပါတယ်။ကမာလီကစိတ်နာပြီးတော့မှတဘူးရဲ့ခလုတ်ကိုနှိမ့်လိုက်ပါတော့တယ်။လောကကြီးကပုံမှန်ပြန်ပြေးသွားခဲ့ပေမဲ့သူတို့နှစ်ယောက်ကြားထဲကဆက်ဆံရေးကတော့အရင်လိုပြန်ပြီးတော့မဖြစ်နိုင်တော့ပါဘူး။